ားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့ငါပေါင်းလေးလောက်ဆံပါဘောနော်ဒါကတော့ကျွတ်တွေရဲ့ကျွတ်ွန်ဘျူရဲ့အငယ်ပြီးစိမ့်ရဲ့ပင်စိမ့်လေးရဲ့ထောင်းမှာပဲဖြစ်ပါတယ်ရှင်အထောင်းလို့ရှင်ရင်ငါကင်ပြီးမွှန်းလာရလိမ့်မယ်ဟုတ်တိတ်မှာဘောနော်အစာတုတ်ပြီးတော့ကြာတော့ငါပေါင်းလို့ဖြစ်ပါတယ်အဲ့တော့ငါဒီထောင်းမိသားလေးပြီးရပါပြီရှင်ရပါပြီဆိုတော့ထည့်ပြီးတော့အစာတုတ်ဖို့ပဲရှင်

ငားရဲ့မြူတီတွေအကုန်လုံးလည်းစုံနေရနေပြီးထည့်လို့ပြီးသွားပါပြီ။ပြီးပြီဆိုတော့အစားသဖို့ပဲကျွန်မတို့လည်းဒါကတော့ byte ကိုထည့်ပြီးအစားသမှာပဲဖြစ်ပါလိမ့်။နှက်ဆောင်လို့ပေါ့နော်မြူကြီးထောင်းနေတဲ့မှာစားနေအချိုမုံနေဘူးပါတခါတည်းရောပြီးထောင်းထားပါတယ်အဲ့ဒါမှာငယ်ဦးတီးတဲ့ကိုအရတားလေးတခါတည်းစိတ်ဝင်သွားအောင်လို့ပေါ့နော်နားမှာလည်းစားစနေနေနေတော့နေထားပါလိမ့်ရှင် အဲ့ဒါကိုရောပြီးတော့မဆန်အောင်လို့နေပြီးတော့အစာသိမ့်လိုက်တာပေါ့နော်အကိုကြီးရင်ကံဖော်လို့မလို့ငားရီအညာကြီးရတာနဲ့ငားပေါင်းလေးလှုပ်စားခြင်းလို့ဆိုပြီးတော့လှုပ်စားတာပဲဖြစ်ပါလေ ားပြီဆိုရင်တော့အစုံကြီးလေးကျင်းပြီးတော့တစ်ခါနဲ့ထိလိုက်ပါမယ်ရှင်။အဲ့ဒါမှအကြီးလေးလက်တော့တောက်စုံကြီးလေးစားလို့ကောင်းတာပေါ့နော်။ပြီးလို့ရှိရင်သမယတိလေးလက်ထည့်ပါမယ်ရှင်။ကဲတမန်တူလေးလည်းထည့်လုပ်ပြီးသွားပါပြီပြီးရင်တော့ခွဲမော်တင်ပြီးတော့ပေါက်လိုက်ပါတော့မရှင် နောက်နာကတော့နိုင်ဝဲခန့်လောက်ပောင်းလာပေါ့နော်နိုင်ဝဲလောက်ဆိုလို့ရှိရင်တော့ချက်ပါတယ်မင်းဒီမှာလူကဲတက်တော့ပါပြီရှင်အငွေတထောင်းထောင်းနဲ့အရန်ဟိုမှာရတတ်ရှိတဲ့ငါးပေါင်းရေတက်လေးရပါပြီရှင်ညာပိုင်းလေးဆိုတော့ပူပူဆက်ဆက်ကလေးနဲ့ချင်းမြုံမြုံလေးနဲ့အရန်တောက်လို့ကောင်းနေပါဘူးလေးပါ။အေးစားပါတော့မရှင်။ ဒါတော့မြို့သားပါသူကိုယ်တိုင်ချက်ကြည့်တာပါရှင်။ကဲစားကြပါဦးနော်။ညမှာကိုကြီး၅ပေါင်း။အလုံးကြီးကြီးတင်ပါလိမ့်ရှင်။ကိုကြီး၅ဖော်လို့၊ကံဖော်လို့သားပြီးတယ်။ဒီစားလို့ငါအင်းလေးပြေးရ။ချီးရလို့ရင်။အလုံးမဲ့ကျမချင်လာသူကျေးဇူးပါလိမ့်။ကိုရစားနေကြည့်ရမနော်။အားလုံးမဲ့စားကြပါဦး။ခေါင်းလေးမကြည့်။